င်မဖွဲရသတင်းကဘာကဥစွာတင်ဆက်မဲ့သတင်းကတော့အစ္စရေးရဲ့တိုက်ခိုက်မှုများကိုတုံ့ပြန်သွားမယ်လို့အီရန်သတိပေးတဲ့သတင်းဖြစ်ပါတယ်။ အစ္စရေးကိုတုံ့ပြန်တိုက်ခိုက်သောမှာဖြစ်ပြီးပြင်းထန်သောပြစ်ဒဏ်ကိုရင်ဆိုင်ရမယ်လို့အီရန်ရဲ့အမြင့်ဆုံးကောင်ဆောင်အယာတိုလာအလီခါမီနီကသတိပေးလိုက်ကြောင်းသိရပါတယ်။ဇွန်လ13ရက်အစောပိုင်းအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်အီရန်တော်လည်းအဆောင်တပ်ဖွဲ့ရဲ့စစ်ဦးစီးချုပ်ဟူစိန်စလာမီစစ်တပ်အကြီးအကဲမိုဟာမက်ဘာကီရီနဲ့နျူကလ ియర్ သိပ္ပံပညာရှင်တို့ဦးသေဆုံးသွားကြောင်းအီရန်အစိုးရရုံးမြင့်တန်းကြားကအတည်ပြုထားပါတယ်။ လူနေရပ်ကွက်များအပေါ်တိုက်ခိုက်မှုများကြောင့်ကလေးငယ်များလည်းသေဆုံးကြောင်းအီရန်ကဆိုပါတယ်။အီရန်မြို့တော်တီဟီရန်ဟာအစ္စရေးမြို့တော်ဂျေယုဆလင်မှအနောက်ဘက်ကီလိုမီတာ1560ခန့်ကွာဝေးပြီးတနိုင်ငံဟာနယ်နိမိတ်ချင်းထိစပ်ခြင်းမရှိဘဲအနောက်ဘက်ကမ်းခြေဂျော်ဒန်၊ဆီးရီးယား၊အီရန်နဲ့ဆော်ရီအာရီဗျနိုင်ငံပိုင်းနယ်များဖြင့်ပိုင်းခြားထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတနိုင်ငံကြားသဘောတူညီချက်မရနိုင်ပါကအရှေ့လေပိုင်းတွင်ကြီးမားသောပဏိပက္ခဖြစ်ပွားနိုင်ခြေရှိကြောင်းသတိပေးထားပါတယ်။ ရုရှားကမူတတိယကမ္ဘာစစ်ပွဲစတင်ပြီလို့ဆိုထားကြောင်းလည်းသိရပါရဲ့ရှင်။ဆလတ်ဒင်စမဲသတင်းကတော့အီရန်ကပြစ်လို့လိုက်သောထုံးချိန်များကိုအမေရိကန်လေကြောင်းရန်ကာကွယ်ရေးစနစ်များနဲ့ရေတပ်ဖြတ်သိမ်းမှုတစ်စင်းကကူညီပစ်ချပေးတဲ့သတင်းဖြစ်ပါတယ်။ အီရန်နျူကလ িয়ার စစ်ရုံများနဲ့ထိတ်တန်းစစ်ကောင်စားများအပေါ်အစ္စရေးတိုက်ခိုက်မှုကိုလက်တုံ့ပြန်တဲ့အနေနဲ့အီရန်ကပြစ်လွှတ်သောဒုံးကျည်များကိုအမေရိကန်လေကြောင်းရာကကွေးစနစ်များနဲ့ရွတ်တက်ဖြတ်သိမ်းမှုတစီကအကူအညီပေးချပေးခဲ့ကြောင်းအမေရိကန်တာဝန်ရှိသူများကပြောကြားပါရယ်အမေရိကန်တွင် မြေပြင်အခြေဆိုင် Patriot ဒုံးကျည်ကကွေးစနစ်နဲ့အရှေ့အလယ်ပိုင်းတွင်ထားရှိတဲ့ Terminal Hive Altitude လေကြောင်းကကွေးစနစ်များရှိပြီးအစ္စရေးကနအူတိုက်ခိုက်မှုအကြားအီရန်ကလက်တုံ့ပြန်ပြစ်ခတ်တဲ့ပဲ့ထိန်တော်ကျည်များကို ၎င်းတို့ကကြားဖြတ်ဟန်တာပေးခဲ့တယ်လို့ဆိုပါတယ်။မြေရဲပင်လဲရှေ့ဘက်ရှိရှေ့တက်ဖြတ်သိမ်းမှုတစ်စင်းကလည်းအစ္စရေးဘက်သို့ဥတီသွားသောအီရန်ထုတ်ကြေးများကိုပြစ်ချခဲ့ကြောင်းအရာရှိတဝူကပြောကြားခဲ့တယ်လို့သတင်းများကဆိုထားကြောင်းသိရပါတယ်ရှင်။ထမန်နေဆမဲ့တရင်ကတော့အီရန်လေကြောင်းရကာကွယ်စနစ်တွေကိုဖျက်ဆီးပြီးဖြစ်လို့တီဟီရန်ကိုလမ်းပေါက်ပြီးလို့အစ်စရေးပြောကြားရတဲ့တရင်ဖြစ်ပါတယ်။ အီရန်ရဲ့လေကြောင်းရံကာကွယ်စနစ်တွေကိုဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်လို့တီဟီရန်ကောင်းငင်မှာလွတ်လပ်စွာစစ်စင်ရေးတွေလုပ်နိုင်ပြီးလို့အစ္စရေးစီဦးစီချုပ်ဒုတိယဗိုလ်ချုပ်ကြီးအေယာဆမီရှာနဲ့လေတပ်ဦးစီချုပ်ဗိုလ်ချုပ်တိုမေဗာရိုကပြောဆိုထားကြောင်းဆွန်လ14ရက်အစ္စရေးစီနေကဖော်ပြထားပါတယ်။စစ်စင်ရေးတွေကိုဆက်လက်ဆောင်ရွက်နေသလိုအီရန်လေကြောင်းရံကာကွယ်စနစ်တွေပြက်ပြားသွားပြီးဖြစ်လို့တီဟီရန်ကိုသွားဖို့လမ်းခင်းပြီးသွားပြီးလို့ဒုတိယဗိုလ်ချုပ်ကြီးအေယာဆမီရာကဆိုထားကြောင်းလည်းသတင်းများကဖော်ပြထားပါတယ်ရှင်။ Bye. Mm -hmm. နောက်ထပ်တင်ဆက်မယ့်သတင်းကတော့အီရန်ကအစ္စရေးနိုင်ငံတွင်ဒုံးကျည်များဖြင့်လက်တုံ့ပြန်တိုက်ခိုက်ကနှစ်ဖက်ထိခိုက်သေးဆုံးမှုမြင့်မားလာတဲ့သတင်းဖြစ်ပါတယ်။အရှေ့လေပိုင်းဒေသအတွင်းအစ္စရေးနိုင်ငံကအီရန်နိုင်ငံကိုရစ်စင်လိုင်းယွန်းစစ်စင်ရေးနဲ့ဇွန်လ13ရက်နေ့နဲ့3နာရီခန့်မှာစတင်တိုက်ခိုက်ခဲ့ပြီးနောက်အီရန်ကလည်းဇွန်လ13ရက်နေ့နဲ့ပိုင်းမှာမောင်းသူမဲလေယာဉ်အစင်းတရာကိုအစ္စရေးနိုင်ငံသို့လွှတ်တင်တိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင်ဇွန်လ13ရက်ညပိုင်းမှာအစ္စရေးရဲ့တိုက်ခိုက်မှုကိုလက်တုံ့ပြန်တဲ့အနေနဲ့အီရန်ကအစ္စရေးနိုင်ငံအတွင်း ်ထိုင်ချင်းပြည်တော်ကြီးအမြတ်အပြားဇက်တိုက်ပြစ်ခတ်ခဲ့ရမှာတော့ဒေသအတွင်းပြန်ပန်းနိုင်ငံအကြပဏိပခါကပိုအရှိန်မြင့်လာတယ်လို့ဆိုပါတယ် ခါမေနီကအစ္စရေးဟာစစ်ပွဲတရက်ကိုအစပြုလိုက်ပြီလို့ပြောခဲ့ပြီးဒီလိုပြစ်ပြီးပြေးတဲ့လုပ်ရည်တွေကိုခွင့်ပြုမှာမဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။အီရန်နိုင်ငံပိုင်သတင်းဌာန IRNA ကလည်းဇွန်လ13ရက်နေ့မှာရာပေါင်းများစွာသောတိုက်ချင်းပြေထုံးကြေတွေကိုတေချာသုံးတုပ်ခွဲပြီးပြစ်လို့တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အီရန်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်အစ္စရေးနိုင်ငံအတွင်းလူလေဦးသေဆုံးပြီး90ကျော်ထင်ရှားရရှိခဲ့တယ်လို့ဇွန်လ14ရက်ထုံးဂျာယူစလန်ပို့စ်သတင်းစာကရေးသားဖော်ပြထားပါတယ်။ အီရန်ဘက်ကလည်းအစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်လူ88ဦးအနည်းဆုံးသေဆုံးပြီးအီရန်စစ်ဘက်အရာရှိတွေနဲ့အရက်သားအများစုအပါအဝင်လူ320ထင်ရရရှိခဲ့တယ်လို့ပြောကြားခဲ့ကြောင်းလည်းသိရပါပါတယ်ရှင်။နောက်ဆုံးနေ့စမယ့်သတင်းကတော့ကမ္ဘောဒီးယားအစိုးရကထိုင်းနိုင်ငံကိုဖျက်တဲ့အင်တာနက်လိုင်းများကိုဖျက်တောက်ပြီးအထူးကနေဆက်ဖျက်ချော်ခဲတခုကိုပိတ်ထားတယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ ကမ္ဘောဒီးယားအစိုးရကသူ့ရဲ့တပ်ဖွဲ့တွေကိုအဆင့်အမြင့်ဆုံးအပြစ်အဝါတက်လက်ထားဖို့နဲ့ထိုင်းယုံမြင့်တန်ကြားဇလန်တွေကိုကြည့်ရှုခြင်းမပြုကြဖို့ပိတ်ပင်တဲ့အမေရိကကိုဇွန်လ17ရက်ကထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့အကြားနဲ့ဆက်အငင်ပွားမှုနောက်ဆုံးအကျဉ်းဖြစ်ပွားခဲ့ရမှာနှစ်ဖက်တပ်ဖွဲ့တွေအပြန်အလှန်ပြစ်ခတ်မှုအတွင်မေလ28ရက်ကကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တဦးကြာဆုံးခဲ့တဲ့အထိကတောက်ကစားဖြစ်ခဲ့ကြပါတယ်။ ဝင်ကြီးချုပ်ဟောင်းဟွန်ဆန်ကကမ္ဘောဒီးယားပြည်သူတွေကိုထိုင်းကုန်ပစ္စည်းတွေကိုတုံ့ဆဲမှုမပြုဘဲတပိတ်မှောက်ကြဖို့နဲ့ထိုင်းမှာဆက်သွယ်ထားတဲ့အင်တာနက်လိုင်းအလုံးဖြတ်တောက်ဖို့ဇွန်လ23ရက်မှာပြောကြားခဲ့ကြောင်းသိရပါတယ်။ဒါအပြင်ထိုင်းအာဏာပိုင်တွေကနှင်းဆက်တင်ကျပ်ဖို့ပြဋ္ဌာန်းထားတာတွေကိုဖျက်ရှော်မှုပြုလုပ်မပေးရင်ကမ္ဘောဒီးယားအစိုးရကထိုင်းမှာအတွင်းကုန်အလုံးရပ်တန့်မယ်လို့သတိပေးခဲ့ပါတယ်။အငင်းပွားနေတဲ့နှင်းဆက်ဒေသနေမျိုးကိုကမ္ဘောဒီးယားဘက်ကပိုင်တယ်လို့ ICJ က2013ခုနှစ်ကစွန့်ပြဲခဲ့ပေမဲ့ထိုင်းကလက်မခံပေထိုင်းနိုင်ငံ ံပိုင်းအဖြစ်သာသတ်မှတ်ထားပါရယ်ဒီနယ်မြေထဲမှာရွှေဟောင်းဟိန်နုဖျားအကြောင်းတွေလည်းရှိကြောင်းသတင်းများကဖော်ပြထားပါရယ်ရှင်